အားလုံးကချစ်ခင်အားပေးကြပေမဲ့ပညာသင်ကြားပုံစင်ကာပူနိုင်ငံကိုတယောက်တည်းထွက်သွားရှာပြီဖြစ်တဲ့ပြည်သူတို့ပြည်သက်များအားလုံးမင်္ဂလာပါရှင့်ဘာမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ် မြန်မာနိုင်ငံမှာနာမည်ကြီးနေပေမဲ့လည်းပညာသင်ကြားဖို့အတွက်စင်ကာပူနိုင်ငံကိုတယောက်တည်းထွက်ခွာသွားခဲ့တာကတော့ပြည်သူ့တော်ဖြစ်ပါတယ်။အထူးသဖြင့်တော့ပြည်သူ့တော်လေးကနာမည်ကျော်ကြားမှုကိုပညာရေးနဲ့မလဲခြင်းလို့စင်ကာပူနိုင်ငံကိုထွက်သွားခဲ့တာဖြစ်ပါတယ်။ပြည်သူ့တော်လေးကအခုရပိုင်းအတွင်းမှာအင်တာနက်ပေါ်မှာတော်တော်လေးနာမည်ကြီးနေရဖြစ်ပါတယ်။အထူးသဖြင့်တော့ပြည်သူ့တော်လေးကအသားညွညွပါဖောင်ဖောင်မျက်လုံးဝိုင်းဝိုင်းလေးနဲ့ငယ်စဉ်ကတည်းကချစ်စရာကောင်းနေရကြောင်းလူတွေကဝိုင်းချစ်ကြပါတယ်။အားလုံးသိကြတဲ့အတိုင်းပြည်သူ့တော်ဆိုတာကတော့နိုင်ငံကျော်တယောက်ဆောင်မင်းသားပြည်တည်ဦး နဲ့အင်ဒရာဂျော်စင်တို့ရဲ့သမီးငယ်လေးဖြစ်တယ်လို့ဟိုငယ်စဉ်ကလေးကပရိသတ်တွေချစ်ခင်အားပေးမှုတွေနဲ့အားလုံးရဲ့ချစ်ခြင်းမေတ္တာတွေကိုအပြေအဝါရရှိနေတဲ့သမီးငယ်လေးဖြစ်ပါတယ်။ င်ငံကျော်ထိတ်တန်းမင်းသားကြီးနဲ့မင်းသမီးကြီးတွေဖြစ်ကြတဲ့ပြည်တည်ဦးနဲ့အင်ဒရာကျော်စင်တို့ရဲ့တမီးအကြီးလေးဖြစ်တဲ့ပြည်သူတော်ဟာအခုဆိုရင်တော့တနိုင်ငံလုံးရဲ့အချစ်တော်မင်းသမီးလေးဖြစ်နေတာဖြစ်ပါတယ်။ပြည်တည်ဦးနဲ့အင်ဒရာကျော်စင်တို့ဆိုတာကလည်းမသိသူမရှိအောင်နာမည်ကျော်ကြားလာတဲ့အနုပညာလောကရဲ့ထိတ်တန်းမင်းသားမင်းသမီးတွေဖြစ်ကြပြီးတော့သူတို့ရဲ့မိသားစုလေးကိုလည်းအလုံးကချစ်ခင်နေကြကြတာပါ။အထူးသဖြင့်တော့တနေ့တစ်တနေ့ပုံမလှသွေးကြွယ်လာတဲ့တမီးလေးပြည်သူတော်ရဲ့ပုံရိပ်လေးတွေကအင်မတန်ကမှချောမောလှပနေတဲ့ပုံရိပ်လေးတွေကြောင့်တမီးလေးပြည်သူ ူရွာကိုချစ်ခင်အားပေးကြပါရယ်ဒီကနေ့ရဲ့တပ်တပတ်တွေတဲကဆိုရင်တမီးလေးပြေသူရွာရဲ့ TikTok video file လေးတစ်ပိုင်းကအင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့ပါတယ်အဆိုပါ TikTok video file ထဲမှာဆိုရင်လည်းအမေဖြစ်သူအင်ဒရာကျော်စင်းရဲ့အလှတွေကိုတောင်မှမေးမိန်သွားစေနိုင်လောက်တဲ့အထိတကယ်ကိုချုံမလှပတဲ့သူလေးဖြစ်တာကြောင့်ထိတ်တန့်မင်းသမီးတစ်လက်ဖြစ်မယ်ဆိုရင်တောင်မှထိုက်တန်နေဆိုတဲ့ချီးကျူးမှုတွေရရှိလို့နေခဲ့တာဖြစ်ပါတယ်ဥဝဲနဲ့ပြေတီဦးလိုနိုင်ငံကျော်ထိတ်တန့်အနုပညာရှင်မိဘနှစ်ပါးကအဆင့်သက်လာတယ်တမီးလေးပြေသူရွာကအလှပတွေစု ဝေးရာနတ်သမီးလေးတစ်ပါးဖြစ်နေပြီးတော့အနုပညာအရေးချင်းတွေလည်းထူးချွန်တဲ့သူလေးဖြစ်မယ်ဆိုတာသိကြနေခဲ့ပါတယ်။သမီးလေးဖြစ်သူတို့ကအခုမှအသက်၁၄နှစ်အရွယ်လေးသာရှိသေးတာဖြစ်ပြီးတော့ဆယ်ကျော်သက်အရွယ်နှုတ်ပြလှပမှုတွေနဲ့အတူအလုံးရဲ့စိတ်အာရုံတွေကိုဖန်ဆာထားနိုင်ခဲ့ရပါ။သမီးလေးဖြစ်သူတို့ကမျက်ခုံးမျက်လုံးကအစာတကယ်ကိုအယုံမလေးတယောက်လိုပြင်မျိုးဖဲ့မတင်အလားမျိုးကိုပိုင်ဆိုင်ထားပြီးတော့တနေ့တခြားပို့ပြီးတော့တောင်လှသွေးကြွယ်တာကိုတွေ့ရပါတယ်။ဒါကြောင့်ဖြစ်သူတို့ကမိခင်အင်ဒရာဇောစင်လိုမျိုးနာမည်ကြီးမင်းသမီးဖြစ်လာမယ်လို့ထင် င်ကြီးပေးကြပါရင်ဒါပေမဲ့အခုချိန်မှာတော့ပြည်သူတော်လေးကအကြောင်းရင်းတစ်ခုကြောင့်မိဘတွေနဲ့အတူမနေတော့ဘဲစင်ကာပူနိုင်ငံမှာတယောက်တည်းနေထိုင်နေရပါပြီ။ဒါကလည်းပြည်သူတော်လေးရဲ့ပညာရေးကြောင့်ဖြစ်ပါတယ်။ပြည်သူတော်ကအလဲတန်းနဲ့အထက်တန်းကိုစင်ကာပူနိုင်ငံမှာတက်ရောက်မယ်လို့သိရပါတယ်။ဒါကြောင့်မလို့လေအလုံးကားချီးကျူးနေကြတာပါ။အထူးသဖြင့်တော့ပြည်သူဦးနဲ့အင်ဒရာကျော်စင်တို့ရဲ့သမီးလေးပြည်သူတော်ကကျောင်းစာမှာလဲတော်တယ်လို့ပကြီမှာလဲတော်တယ်လို့သိရပါတယ်။ပြည်သူတော်လေးကဒီလိုမျိုးထူးချွန်ထက်မြတ်တဲ့အခြေအနေတွေကြောင့်မိခင်ဦးဝဲနဲ့ဖခင်ပြည်သူဦးတို့ ကတမီလီပြည်သူ့ရွာကိုစင်ကာပူနိုင်ငံမှာပညာသင်ကြားစီဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ဒါအပြင်ပြည်သူ့ရွာကတည်ငြိမ်ရင်းချက်ပြီးတော့အရာရာကိုစူးစမ်းလေ့လာတတ်လို့လည်းအသက်၁၄နှစ်အရွယ်မှာစင်ကာပူမှာတယောက်တည်းကြောင်းတက်နေနိုင်တာဖြစ်ပါတယ်။ပြည်သူ့ရွာလေးကစင်ကာပူမှာတယောက်တည်းနေရတာနေသားကြလာပြီလို့ဆိုပါတယ်။အခုကြည့်ရှုနေကြတဲ့မိဘပြည်သူတွေကရောစာတော်လုံးနဲ့တမီလီပြည်သူ့ရွာပေါ်မှာဘလို့ထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။